တိခန့်ခြင်းဆိုတဲ့အကျင့်သည်အမျက်ဆုံးသောအကျင့်တည်းခန္တီပရမန်တဘောတိဋ္ဌခာကြားမှုတယ်နော်အေးဖရာအဆူတိုင်းအဆူတိုင်းဟောတဲ့တရားခန္တီပရမန်တဘောတိဋ္ဌခာတိခန့်ခြင်းသည်အကျင့်တကအကျင့်ထဲမှာအမျက်ဆုံးသောအကျင့်တည်းတတ္တလောစာရာတို့မိလောစာရာတို့ဘာအကျင့်ညာအကျင့်တွေလောကကြီးမှာအများကြီးမရှိဘူးလား အေးအဲ့ဒီအကျင့်တွေဘလောက်မြတ်တယ်မမြတ်ဘူးဆိုတာတော့ဦးရင်တို့ဉာဏ်မမိဘူးပေါ့ဗျာဟုတ်လားဒါပေမဲ့သီခံခြင်းဆိုတဲ့အကျင့်ကတော့အမျက်ဆုံးဆိုတာကိုတော့မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်နဲ့ဟောထားတဲ့ဒေသနာတော်တွေကိုအထောက်အထားပြုပြီးတော့ပြောနိုင်တယ်မို့လားအေးအကျင့်ကအကျင့်တည်းမှာပဲအကျင့်အမျက်ဆုံးလေသီခံခြင်းဆိုတဲ့အကျင့်အမျက်ဆုံးနဲ့ဒါကြောင့်ကြိုးစားပြီးတော့ထူထောင်ကြရမှာဟုတ်ရဲ့လားအေးဘယ်သူကဘာပြောပြောဘာဖြစ်ဖြစ်တတ်နိုင်တယ်မြတ်ထားလိုက်ပါ တဘာဝတရားကြီးကပြီးတော့ပါပြီကိုလည်းပြီးလိုက်တော့မယ်ထားလိုက်ပါအာလို့ဒီခန္ဓာမဟုတ်ဘူးเนาะသိမြင်နားလည်ပြီးတော့အရှိအရှိအကုသိုလ်တွေအဖြစ်မခံဘူးဆိုပြီးတော့ဇရာချက်လိုက်တာဟုတ်ရဲ့လားအေးဒါကြောင့်ဒီခန္ဓာဆိုတာအမှုမြဆုံးသောအကျင့်ဒီနေရာမှာပေးတဲ့တော့ကိုဦးဇင်းတို့လည်းလည်းပြောခြင်းနဲ့ပါဠိလေးတစ်ပိုက်လောက်ရွတ်ခြင်းနဲ့သေးသေးချာချာမှတ်စေခြင်းနဲ့เนาะတဒ္ဒတာပရမအတ္တတဲ့ အကျိုးစီးပွားတကအကျိုးစီးပွားထဲမှာကိုယ့်ရဲ့အကျိုးစီးပွားသည်အမွန်မြတ်ဆုံးပဲတဲ့ဖိတ်သက်ရရှင်းရှင်းပဲနော်ရသော်ဘုရားကတော့ရိုးရိုးပဲနော်အကျိုးစီးပွားတကအကျိုးစီးပွားထဲမှာကိုယ့်ရဲ့အကျိုးစီးပွားသည်အမွန်မြတ်ဆုံးပဲတဲ့ခန္တယံဘိညောနဝိစတိအဲ့ဒီအမွန်မြတ်ဆုံးဆိုတဲ့ကိုယ့်ရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့တရားထဲမှာလည်းပဲခန္တီကိုမှီတဲ့တရားတစ်ခုမှမရှိဘူးတဲ့အဲ့ဒါလို့တောင်းဟောတာတဲ့တဲ့ပြောရရင်တော့ ခန္ဒီဆိုတဲ့တရားဒီကိုယ့်ရဲ့အကျိုးကို ဖြစ်ထွန်းစေတဲ့တရားထဲမှာထိတ်ဆုံးကပါနေတယ်။ဒီခန္ချင်းလောက်အကျိုးရှိတဲ့တရားမရှိဘူးလို့ပြောလိုက်တာပါပဲ။ရှင်းရှင်းပြောရရင်ဒါပဲနော်။ဒီခန္ချင်းလောက်အကျိုးကြီးတဲ့တရားမရှိပါဘူးတဲ့။ဘယ်သူဟောထားတာလဲ။ဘယံဟောထားတာ။ကိုညံကလေးနဲ့ကိုအတွေးလေးနဲ့ကိုညံကလေးကိုအထင်ကြီးပြီးတော့ကိုအတွေးလေးကိုအထင်ကြီးပြီးတော့စန့်ကျင်ဘက်လှုပ်ရင်တော့မှားကြမှာပဲနော်။ဒါကြောင့်ဘေးသဘောင်သူတော်ကောင်းတို့ တန်ဖိုးရှိတဲ့လူတယောက်ဖြစ်ကျင်တယ်ဆိုလို့ရှိရင်အမွန်မြတ်ဆုံးသောအကျင့်မိမိဘဝအတွက်အကျိုးရှိဆုံးသောအကျင့်လို့မြတ်စွာဘုရားညွှန်ကြားထားတဲ့သီခဏ်ခြင်းဆိုတဲ့တရားကိုကြိုးစားပြီးတော့မွေးမြူကြရမှာဘဝဆိုတာပြည်ပြည်လဲလဲဖြစ်ကြတာတဲ့မပြည်မလဲဖြစ်ကြတာ၄ကြီးပဲလို့ဥစဉ်ထင်တယ်ဟုတ်လားအဲ့တော့သီခဏ်ခြင်းဆိုတဲ့အကြီးအသေးမရှိရင်ဘယ်လို့မှအစဉ်ပြေမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲဟုတ်ရဲ့လားတရားကြီးမိုက်မြတ် ေးငါလာတော့မဟိအယံသင်ပြင်ထားကြဆင်ထားကြဆိုပြီးတော့ကောင်းကောင်းမွန်မွန်အယံသင်ဘဝကိုရောက်လာပြီးတော့နေထိုင်ကြရတာလားမဟုတ်ပါဘူးဖြစ်ခြင်းသလိုဗယံပရာဖြစ်နေတဲ့လောကကြီးထဲမှာကိုလူလာဖြစ်ရတာဟုတ်ရလားဒါကြောင့်သီးခံခြင်းဆိုတဲ့အကြီးအသေးမရှိရင်ဒီတတ္တဝါအနေနဲ့ဘယ်လိုမှအဆင်မပြေနိုင်ဘူးနော်ဒါကြောင့်မိသက်ပေါင်းတို့တော့ဘာလို့ကြရမလဲသီးခံကြရမယ်